သောသူများအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျမကသသောသူတွေအတွက်ပေါ့နော်ဒီနေ့မှာကျမမြန်မာနိုင်ငံကောဒီကမ္ဘာနိုင်ငံပေါ့နော်တခြားမြန်မာနိုင်ငံသားမကကမ္ဘာနိုင်ငံတွေမှာပါနေထိုင်တဲ့သူတွေအတွက်ကျမတွေ့ချက်ထားတာတွေရှိပါတယ်မတ်လကုံမှာကျမတို့တွေ့ကြည့်တဲ့အခါမှာဧပြီလ18ရက်နေ့နေ့22ရက်အတွင်းမှာဂျူရီရဲ့အန်တာတစ်ခုတည်းကိုသွားကြတယ် နော်အန်တာတစ်ခုထဲမှာသူတို့ဖြတ်ကြမယ်ပပဂျူနဲ့စနေဂျူနဲ့ဟာအန်တာတစ်ခုထဲမှာသွားကြတာဧပြီလ18ရက်နေ့ကနေပြီးတော့ဧပြီလ29 sorry 22ရက်နေ့မှာဖြတ်မယ်ပေါ့နော်ဧပြီလ29ရက်နေ့မှာ Yahoo ဂျူဟာမင်းယာဒီကနေပြီးတော့သူကကုံယာဒီကိုသူကပြောင်းတော့မယ်နော်အဲ့တော့ကျွန်မပြောချင်တာချစ်တော်သူများသီးခံပြီးတော့နော်စောင့်ပါနော် ဧပြီလ29ရက်ဆိုရင်ယာဟုဂျူဟာကုံရာတီတဲကိုရောက်သွားပါပြီเนาะအဲ့တော့ကုံရာတီတဲကိုရောက်သွားတဲ့အတွက်စနေဂျူနဲ့เนาะယာတီကွင်တစ်ခုထဲမှာမရှိတော့တဲ့အတွက်တော့ကျမတို့တက်တာရရပါလိမ့်မယ်လို့ကျမအနေနဲ့เนาะဒါကတော့ဟိုပြောပြချင်ပါတယ်เนาะအရန်စိတ်ပူနေကြမှာစိုးလို့ဒါပေမဲ့ဧပြီလ29ရက်နေ့ကနေ29 22ရက်နေ့အတွင်းမှာသူတို့ဖြတ်နေကြတယ် တော့ဧပြီလ18ရက်နေ့မှာစဘာဝပေါ့နော်ဂျာကြမ်းတမ်းနေငလင်လောက်တာတွေမိုးသီးထန်တာတွေဖြစ်နိုင်တယ်လို့ပဲနော်22ရက်နေ့ထိဒါဟာဖြစ်နိုင်တယ်နော်22ရက်နေ့မှာလေကျမတို့ဂယူဆာရမယ့်နေထဲမှာပါတယ်ဘာကြောင့်လဲဆိုတော့အန်တာတစ်ခုထဲမှာဂျူးနှလုံးကနော် crossing ဖြတ်နေကြတယ်ဧပြီလ18ရက်နေ့ကနေ22ရက်နေ့အတွင်းမှာရာသီဥတု ကြက်တန်းပါမယ်ပြောမယ်ဆိုရင်သဘာဝဘေးဖြစ်တဲ့ငလျင်းတို့နော်နောက်မုံတိုင်းတို့ရေကြီးတာတို့မြေပြိုတာတို့မိုးသီးကြွေတာတို့လေစင်နှမောင်းတိုက်ခိုက်တာတို့ဒါတွေဖြစ်နိုင်ပါတယ်နော်အဲ့တော့ဒီလိုဖြစ်နေတဲ့ကာလတွေဖြစ်တဲ့အတွက်ကျမတို့ကတော့နော်ကုသိုလ်ရေးဘာသာရေးကိုအားပြုရမယ်ကာလလို့ကျမကမြစ်တာနဲ့တိုက်တွန်းချင်ပါတယ် ဒါပြင်ဒီကာလမှာပဲကျမတို့ကကောစာဂျူဖြစ်တဲ့အင်္ဂါဂျူလည်းမိထားလို့မရဘူးပေါ့နော်အင်္ဂါဂျူကတော့ကရကတ်ရာသီထဲမှာသူကစနီပိုင်နဲ့နော်ဖုရှားနက်ခတ်ပေါ်မှာသူကစီးနှင်းပြီးတော့ရှေ့တဲ့တဲ့အမြင်နဲ့နော်ဇေဇေထနက်ခတ်ကိုသူကထွင်းပါလိမ့်မယ်အဲ့လိုဖြစ်နေတဲ့အတွက် စားတောက်ကုန်တွေစေးဝါးတွေအဝိအထည်တွေရွှေပေါ့နော်ပြီးတော့ဟင်းခတ်မွေးကြိုင်တွေပြီးတော့နော်ဟိုကုံစေးနှုံးတွေရေရေထွက်ပစ္စည်းတွေဒါတွေဟာအစမတန်ဈေးတက်နိုင်ပါလေဈေးကွက်တင်းမှာလေပစ္စည်းပြက်လက်တာတွေဖြစ်နိုင်နေဒါအပြင်လူတွေရဲ့ စိတ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာတောကမကင်းတာတွေဒေါသထွက်လွယ်တာတွေပောက်ကွဲလွယ်တာတွေပေါ့နော်ဒါမျိုးတွေလေကျုံရနိုင်တယ်စိတ်ပိုင်းဆိုင်ရာဇံမာရေးရောရုပ်ပိုင်းဆိုင်ရာဇံမာရေးရောထိခိုက်နိုင်တဲ့အတွက်ဂယုဆရမယ်ကာလလေဖြစ်ပါတယ်နော်သူတီးမခံနိုင်ဘူးအင်္ဂါဂျူကသူကဒေါသကြီးတယ်ပပဂျူထဲမှာသူကအင်မတန်ကိုဒေါသကြီးတဲ့ဂျူဖြစ်တဲ့အတွက်သူကတီးမခံနိုင်ဘူးစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောနော်ထိခိုက်စေတဲ့ တက်ရောက်မှုမျိုးကိုပေးနိုင်တယ်เนาะအဲ့တော့ကျမတို့တွေဒီကာလတွေထဲမှာမိသားစုနဲ့ပတ်သက်ပြီးတော့လေညီကိုမောင်နှမတွေမိသားစုနဲ့ပတ်သက်တဲ့တောကတွေလည်းမကင်းတာမျိုးကြုံရနိုင်တယ်ဒါအပြင်စိတ်ကောလူပါပေါ့เนาะပြင်ပန်းရတာမျိုးလည်းကြုံရနိုင်တယ်အဲ့ဒါကြောင့်ဘာသာရေးအကူအညီကိုရယူပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပြစီเนาะအခုကျမဆက်ပြီးတော့ကျမပြောပါမယ်เนาะဧပြီလ 19ရက်နေ့ပေါ့နော်ဧပြီလ19ရက်နေ့မှာကျမတို့ပြောရမယ်ဆိုလို့ရှိရင်တော့သူကကဒါယုတ်နဲ့မာတင်ယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်ကဒါယုတ်နဲ့မာတင်ယုတ်ရထားတဲ့နေ့ဖြစ်တဲ့အတွက်ပြောမယ်ဆိုလို့ရှိရင်တော့ အသင့်အတင့်ကောင်းတဲ့နေထဲမှာပါပါတယ်เนาะဧပြီလ19ရက်နေ့ကအသင့်အတင့်ကောင်းတဲ့နေထဲမှာပါတယ်เนาะအဲ့ဒီနေ့မှာအမောင်ကာလကိုကြည့်တဲ့အခါမှာမနက်9နာရီကနေပြီးတော့မနက်10နာရီမိနစ်30အတွင်းကတော့အမောင်ကာလဖြစ်တယ်ပေါ့เนาะကံကောင်းလက်ပွင့်စေတဲ့အရာကတော့နန့်သာရောင်ဖြစ်ပါတယ်เนาะနန့်သာရောင်ကံကောင်းလက်ပွင့်စေတဲ့တနခါရောင်ပေါ့เนาะဒီလိုအရာနှုတ်လေးတွေက အဲ့ဒီနေ့အတွက်ကံကောင်းလက်ပွင့်စေတဲ့အရာဖြစ်တယ်။အရက်မျက်နှာအနေနဲ့လို့ပြောမယ်ဆိုရင်တောင်အရက်ကကံကောင်းလက်ပွင့်စေတယ်ပေါ့နော်။အဲ့ဒီဧပြီလ19ရက်နေ့မှာကျမတို့နော်အခါအရရွတ်ဖက်ရမယ်ဂုံတော်ကဘာလဲလို့ပြောရင်မေတ္တာသုတ်ပါနော်။အဲ့ဒီနေ့မှာမေတ္တာသုတ်ကိုကိုးကပူဇော်မယ်နော်။ကိုးကပူဇော်မယ်ပုံမှန်အဖြစ်ကျမတို့ဓာတနာပရိက္ခူလည်း နော်ပူဇော်ပေးပါနော်ဟာအချိန်ရနေတယ်ရုံးပေးရမှုအချိန်ရတယ်ဆိုရင်ပရိကြီးဆက်သတ်တုတ်ကို ပူဇော်တာတို့နော်ဒီညီမတို့နော်ဒါရဏပရိတ်ပူဇော်မယ်မေတ္တာသုတ်ပူဇော်မယ်ဒါရဏပရိတ်ပူဇော်မယ်ပရိတ်ကြီးဆက်သတ်သုတ်ပူဇော်မယ်ပရိတ်ကြီးဆက်သတ်သုတ်ပူဇော်ဖို့အချိန်မရဘူးဆိုလို့ရှိရင်နော်မေတ္တာသုတ်ရယ်ခန္ဓာသုတ်ရယ်ပုပ္ပနာသုတ်ရယ်နော်ဒါလေးတွေတော့ပူဇော်ပေးပါလို့ညီမကအကြံပြုချင်ပါတယ်နော် မန္တလေးမှာနေတဲ့သူတွေကိုအနီးနားပတ်ဝန်းကျင်မှာနော်အိမ်ပြိုတာတွေဟလာနော်လူသေဆုံးတာတွေရှိတဲ့လူတွေအတွက်ကတော့နော်ပတ်ဝန်းကျင်ကိုလည်းဒါဟုတ်ပေါ့နော်မြစ်တာပို့နိုင်အောင်မြစ်တာတွေတက်ရောက်နိုင်ဖို့ ਨੇ ပတ်ဝန်းကျင်မှာလေတော့မကောင်းတဲ့ negative energy တွေရော့ပါစေဖို့အတွက်ကတော့မြစ်တာတို့က ကောင်းပါတယ်เนาะမေတ္တာထုတ်ပြင်ကျမတို့ထပ်ပြီးတော့ပူဇော်သင့်တာကတော့ကျမတို့เนาะအာရဏာတိယတုတ်ကိုလည်းပူဇော်ပါเนาะဟာကိုယ်စိတ်ထဲမှာမလုံးချုံမလုံးချုံဖြစ်နေတယ်ဆိုရင်တော့နော်တဇက်ကတုံနဲ့အာရဏာရိယတုတ်ကိုပူဇော်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်ဧပြီလ20ရက်နေ့မှာတော့နော်တင့်တယ်ကောင်းမြတ်တဲ့သူပါယုတ်ရပြီးတော့နော် ချင်းမြင့်ချင်းခံရတတ်တဲ့အမတယုံရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဧပြီလ20နေ့ယနေ့ဟာအခါကောင်းကြပါတယ်ဒါအပြင်နော်ဒီရက်တွေအတွင်းမှာကျမကအခါကောင်းရက်ကောင်းတွေကိုရှာတဲ့ခါကျတော့အမိတ္တဆုပ်ကြတဲ့ရက်ဖြစ်တယ်เนาะဧပြီလ20ရက်နေ့ကပြောမယ်ဆိုရင်เนาะအမိတ္တဆုပ်ကြတဲ့ရက်ဖြစ်တယ်เนาะဒီနေရာမှာကျမပြောချင်တာအမိတ္တဆုပ်ဆိုတာဘာလဲလို့ပြောရင်အမိတ္တဆုပ်ဆိုတာကเนาะကျမတို့เนาะဒီ ရက်တွေထဲမှာရက်ရစာတွေထပ်ပိုကောင်းတဲ့ရက်เนาะပြောမယ်ဆိုရင်တော့အကောင်းဆုံးရက်เนาะအဲ့လိုရက်မှာကျမတို့ကအမိတ္တဆုတ်ကြတဲ့ရက်မှာချမ်းသာကြီးပွားစေတဲ့เนาะရေတရာတွေအစီအရင်တွေကို ပြုလုပ်လို့ရတဲ့ရက်ဖြစ်တယ်အဲ့ဒီရက်ကဘယ်နေ့လဲလို့ပြောရင်ဧပြီလ20ရက်နေ့เนาะတနင်္ဂနွေနေ့ကြာမယ်အဲ့ဒီနေ့မှာအမိတ္တဆုတ်ကြပါတယ်အဲ့လိုကြတဲ့အတွက်ဘလို့နေသားမဆို့ နော်တနင်္ဂနွေတနင်္လာခုနှစ်သားသမီးဘလို့နေသားမဆိုကိုယ့်ရဲ့အတွက် ကြီးပွားချမ်းသာဖို့ရေရရာအစီရင်ပြုလုပ်နိုင်တဲ့နေ့ဖြစ်တယ်နော်အဲ့တော့ကျမကရေရရာအစီရင်ပြုလုပ်နိုင်ဖို့အတွက်ဓာတ်ပင်ဆိုင်ရမယ့် နော်ပြောကျွန်မပြောပါမယ်ဗာအပင်ဆိုင်တယ်ဆိုတာအပင်ဆိုင်ခြင်းရဲ့အကျိုးကျေးဇူးဟာမနေဘူးနော်ဟိုကိုဆိုင်လိုက်တဲ့အပင်တပင်လေးရှင်သန်သွားတယ်ဆိုရင်အဲ့ဒီအပင်ကြောင့်ကိုကရတဲ့ကုသိုလ်ကျေးဇူးဟာလည်းမနေသလိုအပင်တပင်ရှင်သန်မှုကြောင့်နော်ပဝင်းကျင်ကလည်းကောင်းကျိုးရတာလည်းမနှဲပါဘူးအဲ့ဒါကြောင့်ကျမကအမိတ္တဆုပ်ရတဲ့နေ့မှာဓာတ်ပင်ဆိုင်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းခြင်းနဲ့နော်အဲ့တော့တနင်္ဂနွေသားသမီးတွေကနော် ဧပြီလ20ရက်နေ့ကအမိတားဆိုရတဲ့အတွက်တနင်္ဂနွေသားသမီးတွေက20ရက်နေ့မှာစိုက်ပါစိုက်ရမယ်အပင်ကဘာပင်လဲလို့ပြောရင်เนาะထနဲ့စပြီးတော့ကကြီးနဲ့ဆုံးတဲ့အပင်เนาะတနင်္ဂနွေသားသမီးတွေကเนาะအမြင့်သူ့ရဲ့တနင်္ဂနွေနံရဲ့အမြင့်အစကစနေเนาะတနင်္ဂနွေနံရဲ့အမြင့်အညွန့်ပေါ့အညွန့်အစုံကဘာလဲလို့ပြောရင်တနင်းလာအဲ့တော့ တစနေနဲ့စပြီးတော့စနေနံနေရတထတတနာစနေနံပေါ့နော်တနင်္လာကကခကကံကเนาะအဲ့တော့စမယ်စနေနဲ့စပြီးတော့တနင်္လာနဲ့ဆုံးတဲ့အပင်မျိုးကိုဆက်ရမယ်တချို့ကပြောတယ်ဆရာမစနေနဲ့မစအောင်တနင်္လာနဲ့စပြီးတော့စနေနဲ့ဆုံးတဲ့အပင်ဆိုက်လို့မရဘူးလားလို့မေးကြတယ်မရဘူးလို့ပဲကျွန်မပြောပြစီဆက်ရမှာကစနေနဲ့စပြီးတော့เนาะတနင်္လာနဲ့အညွန့်နဲ့ဆုံးတဲ့ အပေမျိုးကိုစိုက်ပါလို့ကျမကမြစ်တာနဲ့တိုက်တုံးပါတယ်เนาะအဲ့တော့ပြောမယ်ဆိုရင်ဘာပင်စိုက်မလဲဆိုတော့ဒန်းကြီးပင် စိုက်လို့ရတယ်ပေါ့เนาะစနေနေ့စတယ်เนาะတင်းလာနေဆုံးနေဒန်းကြီးစိုက်လို့ရတယ်เนาะနောက်ပြီးတော့ဘာပင်စိုက်လို့ရလဲဆိုတော့တချို့ကပြောတယ်ထောက်ကြံပင်ဆိုတာရှိတယ်လို့ပြောတယ်เนาะထောက်ကြံပင်လည်းစိုက်လို့ရတယ်ကျမကတော့မသိဘူးပေါ့เนาะစိုက်ရမယ့်အရက်ကတော့အနောက်မြောက်ရက်မှာစိုက်ရပါမယ်စိုက်ရမယ့်အရက်ကအနောက်မြောက်ရက်မှာစိုက်ရမယ်စိုက်ပြီးရင် နော်ဒီတိုင်းမထားပါနဲ့နော်စိုက်ပြီးပြီဆိုလို့ရှိရင်မြစ်တာတုတ်ရွတ်ပြီးတော့နော်မြစ်တာတုတ်ကိုကျမတို့ပူဇော်မြစ်တာတုတ်ကိုမရဘူးဆိုလဲခုနှစ်သားသမီးတွေကျမပါစီချမ်းသာပါစီကျမဆိုလို့ရှိရင်တော့နော်ဘာရွတ်နေလဲဆိုတော့လူနဲ့မြမတတ္တဝါတွေကျမကြပါစီချမ်းသာကြပါစီဘေးရန်ကင်းကြပါစီဆင်းရဲဒုက္ခကင်းကြပါစီဘေးဆိုးအန္တရာယ်ဆိုးတို့မှလွတ်မြောက်ကြပါစီဆိုပြီးတော့ကျမဆိုရင်တော့အဲ့လိုရွတ်တယ်နော်အဲ့ဒါလေးနဲ့အဲ့ဒီအပင်ကိုရေ25ခွက် လောင်းရပါမယ်နော်မှတ်ထားပါနော်ရေ25ခွက်လောင်းရပါမယ်နော်တနင်္လာသားသမီးတွေကမဆိုက်ရမလဲဆိုလို့ရှိရင်မနေ့6နာရီကနေ9နာရီအတွင်းဖြစ်ရမယ်နော်မနေ့6နာရီကနေ9နာရီအတွင်းမှာဩစာပဲစိုက်မယ်ဩစာဆိုတာကနော်တနင်္လာရဲ့နော်အမြင့်နဲ့စပြီးတော့အညွန့်နဲ့ဆုံးတယ် နော်အောအားတင်းငွေနေတင်းလာရဲ့အမြစ်ကတင်းငွေနေတင်းလာရဲ့အညွန့်ကအင်္ကာနော်အဲ့တော့တင်းငွေနေနဲ့စပြီးတော့အင်္ကာနဲ့ဆုံးတယ်တင်းငွေနေနန်းနေအခရာကဘာတွေလဲလို့ပြောရင်နော်ဟိုအဥအဥအေအေပေါ့နော်အဲ့တော့အဲ့တော့အောစာစာအင်္ကာနော်စစစစညနော်အဲ့တော့အင်္ကာနဲ့တင်းငွေနေနဲ့စမယ်အင်္ကာနန်းနဲ့ဆုံးတယ် ဩစာစိုက်လို့ရပါတယ်เนาะအဲ့တော့ဩစာစိုက်ပါစိုက်ရမယ့်အရက်ကဘယ်အရက်လဲလို့ပြောရင်တနင်္လာရှိတဲ့အရှိအရက်ကိုစိုက်မယ်เนาะအရှိအရက်မှာစိုက်မယ်လောင်းရမယ့်ရေခွက်က14ခွက် လောင်းပါမယ်เนาะလောင်းရမယ့်ရေခွက်က14ခွက်လောင်းပါမယ်နော်ဟုတ်ပြီအင်္ဂါသားသမီးတွေကအပင်ဆိုက်ရမယ့်နေ့ကနော်အမိတ်တဆုပ်ရထားတဲ့နေ့ဖြစ်တဲ့နော် 20ရက်နေပဲเนาะ20ရက်နေဒါအခုဆက်ရမယ်အဓာပင်နေအကုန်လုံးက20ရက်နေမှာဆက်ရမယ်။ဘာကြောင့်လဲဆိုတော့เนาะအဲ့ဒီနေ့ဟာအင်မတန်ကောင်းတဲ့နေ့ဖြစ်တယ်။ဒီအပင်ဆိုင်ချင်းအဖြစ်ဘာဖြစ်မလဲလို့ပြောရင်ကြီးပွားတိုးတက်လိမ့်မယ်เนาะအဲ့တော့အင်္ဂါသာသမီတွေကဘာပင်ဆက်ရမလဲဆိုတော့တနင်္လာနေ့စပြီးတော့ဗုဒ္ဓဖူးနဲ့ဆုံးတဲ့ခရီးဆိုက်ပါမယ်ခရီးပင်ဆိုက်ပါမယ်ဘယ်ရက်မှာဆက်ရမလဲဆိုရင်အနောက်တောင်ရက်မှာဆိုက်ပြီးပါဘလောက်ရေဘလောက်လောင်းရမလဲလို့ပြောရင် 32ခွက်လောင်းပေးပါတချို့က32ခွက်ဆိုအများကြီးပဲဆိုတော့ဇွန်လေးနဲ့နော်ကျမဆိုရင်တော့အဲ့လိုမျိုးဆိုရင်ကျမဇွန်လေးနဲ့လောင်းတယ်နော်မေတ္တာသုံးလေးရွတ်ပြီးတော့ဇွန်လေးနဲ့မှတ်ပြီးတော့မေတ္တာသုံးလေးရွတ်ပြီးတော့ဇွန်လေးနဲ့လောင်းတယ်အဲ့လိုဇွန်လေးနဲ့လောင်းပေးပါပေါ့နော်ဒါအင်္ဂါသာသမီးတွေဗုဒ္ဓဟူးသာသမီးတွေကတော့ဘာပင်ဆိုင်မလဲအင်္ဂါနံနဲ့စပြီးတော့ဇာသပတိနံနဲ့ဆုံးနဲ့စိန်ပန်းပင်စိုက်ပါမယ်နော်စိန်ပန်းပင်စိုက်ပါမယ် စိုက်ရမယ့်အရက်ကမြောက်ရက်မှာစိုက်ပြီးပါလောင်းရမယ့်ရေခွက်ကကြတော့28ခွက်လောင်းပြီးပါဗုဒ္ဓဘုရားသမီးတွေကြာသပတေးသာသမီးတွေကတော့လောက်တည်ပင်စိုက်နေပေါ့နော်အဲ့တော့တချို့ကပြောကြတယ်ဟာဆီယမကြာသပတေးရဗုဒ္ဓဘုကြာသပတေးရအမြင့်ကဗုဒ္ဓဘုအညဝကြတော့တောက်ကြအဲ့တော့ပြောမယ်ဆိုရင်ဗုဒ္ဓဘုဆိုတာလဝရပေါ့နော်အဲ့တော့စမယ်စမယ် ဟွာဒီကဘာပဲခေါင်းလောင်းပင်ဆိုင်လို့မရဘူးလားဆိုတော့ရတယ်เนาะခေါင်းလောင်းပင်ဆိုင်လေးရတယ်သူကဟို sorry ဟွာခေါင်းလောင်း sorry sorry เนาะခေါင်းလောင်းပင်ဆိုင်လို့မရဘူးเนาะကျမကိုသူကခေါင်းလောင်းပင်ဆိုင်လို့မရဘူးလားမရဘူးဘာကြောင့်လဲလို့ပြောရင်ဘုဒ္ဓဘူးနဲ့စပြီးတော့တောက်ကြာနဲ့ဆုံးရမယ်ဆိုတော့เนาะဘုဒ္ဓဘူးဆိုတာလဝါယလဝါယပေါ့เนาะဆိုတော့လဝါယเนาะတောက်ကြာကကြတော့เนาะတဟ နော်အဲ့ဒါကြောင့်မလို့လောက်သေးပင်ဆိုင်ခိုင်းတာနော်အဲ့တော့လောင်ဝါရနဲ့စပြီးတော့တဟနဲ့ဆုံးတဲ့အပင်လဲစိုက်လို့ရတယ်တီဟိုပင်ဆိုရင်တော့ဒါတီဟိုပင်ဆိုရင်တော့ဒါတောက်ကြပေါ့နော်ဟိုလာနဲ့စရမယ်နော်အဲ့တော့အစကလာဖြစ်မယ်အဆုံးအညွန့်ကတောက်ကြဖြစ်မယ်နော်အဲ့လိုနန်ရှိတဲ့အပင်ကျမခေါင်းထဲမှာပေါ်လာစဉ်းစားမိတာတော့လောက်သေးပင်ပဲကျမစဉ်းစားမိတယ်နော်အဲ့တော့အဲ့ဒီလိုအပင်ကိုကြာသပတိသာသမီတွေကစိုက်မယ်စိုက်ရမယ်အရက်က ယူနီရက်ဖြစ်တဲ့အနောက်ရက်မှာစိုက်မယ်။လောင်းဝမေရေခွက်က32မှာ8ခွက် လောင်းရမယ်နော်။32မှာ8ခွက်လောင်းရမယ်နော်။တောက်ကြာသားသမီးတွေကပတောက်ပင်ဆိုင်မယ်နော်။တောက်ကြာသားသမီးတွေကကြာသတိနံနဲ့စမယ်၊စနေနံနဲ့ဆုံးတယ်။ပတောက်ပင်ဆိုင်မယ်။ဆိုက်ရမယ့်အရက်ကတောင်ရက်မှာဆိုက်ရမယ်။လောင်းဝမေရေခွက်က29ခွက်လောင်းရပါမယ်။ စနေသားသမီးတွေကတော့နော်စနေသားသမီးတွေကစနေရဲ့အမြင့်ကတောက်ကြနော်ကျမတို့ဒီ အညွန့်ကကြတော့တင်းငွနေနော်အဲ့တော့တောက်ကြနဲ့စမယ်တဟာနဲ့စပြီးတော့အာဥဩအေးနဲ့ဆုံးတဲ့အပင်မျိုးစိုက်ရမယ်အဲ့တော့တစ်အေပင်အဲတစ်အေပင်စိုက်လို့ရတယ်နော်တစ်အေပင်တို့နော်တင်းအုံးပင်တို့ဒါမျိုးတွေစိုက်လို့ရပါတယ်နော်စိုက်ရမယ်အရက်ကအရှိတောင်ရက်ဖြစ်ပါတယ်လောင်းရမယ်ရေခွက်ကတော့22မှာ9ခွက်ဖြစ်ပါတယ်နော်အဲ့ဒါတွေကကျမတို့မနက်6နာရီရနေပြီးတော့9နာရီအတွင်းမှာ နော်ခုနပြောတဲ့အရက်ဒေတာမှာနေသားလိုက်ပေါ့နော်တင်းငွေဆိုလို့ရှိရင်အနောင်မြောင်ရက်မှာစိုက်မယ်တင်းလာဆိုရင်အရှိရက်မှာဆိုင်မကိုအိမ်ချံဝင်းရဲ့အရှိရွတိုက်ခမ်းမှာနေတဲ့လူတွေကြတော့လေနော်ပန်းအိုးလေးတွေနဲ့ဆိုက်လို့ရတယ်ကျမဆိုလေတိုက်ခမ်းမှာနေတာတိုက်ခမ်းမှာနေတာဖြစ်တဲ့အတွက်ကျမဆိုရင်လေပန်းအိုးလေးနဲ့ဩစာပဲဆိုက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုက်လို့ရပါတယ်နော် ဟုတ်ပြီဒါကကြီးပွားချမ်းသာစေတဲ့ဓာတ်ပင်ဆိုင်တဲ့နည်းပါဟဟလားကျမတို့20ရက်နေ့မှာလုပ်ပါမယ်20ရက်နေ့မှာတင့်တယ်ကောင်းမြတ်စေတတ်တဲ့သူပါယုတ်ရထားပြီးတော့အချင်းမြင့်ခံရတတ်တဲ့အမတာယုတ်ရထားတဲ့အခါကောင်းတဲ့နည်းဖြစ်တဲ့အမှောင်ကာလကတော့ညနေ၄နာရီခွဲရနေညနေ၆နာရီအတွင်းကတော့အမှောင်ကာလဖြစ်ပါတယ်ကံကောင်းစေတဲ့အရာကတော့ အဖြူရောင်ဖြစ်ပါတယ်နော်ကံကောင်းစေတဲ့အရက်ကတော့အနောက်တောင်ရက်ဖြစ်ပါတယ်နဝင်းဆုံးကတ်မယ်အဲ့ဒီမှာ နဝင်းဆုံးကတ်ပြီးတော့အခါရပူဇော်ရမယ့်ဂါထာကတော့ပုပ္ပနာတုတ်ပါနော်ပုပ္ပနာတုတ်ကိုပူဇော်မယ်ဒါရဏပရိကိုပူဇော်ပြီးတော့ကျမတို့နော်နဝင်းဆုံးကတ်ပါဧပြီလ22ရက်နေ့ပေါ့နော်ကျမတို့ဧပြီလ22ရက်နေ့က လိုနေလဲပေါ့နော်ဒါလေးလည်းကျွန်မဆက်ပြီးတော့ပြောပါမယ်เนาะ April 21ရက်နေ့ကတော့ तू ကတော့နင်းနေလေးနေချမ်းနေเนาะ तू ကဟိုတီစီတတ်တဲ့မြစ်စုရုပ်ရထားပြီးတော့9နာရီခွဲအလွန်မှာတော့เนาะအလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့တိတ်တိရုပ်ရထားတယ်ပြောမယ်ဆိုရင်တော့အကောင်းအဆိုးနှစ်မျိုးစလုံးရောထွေးနေတဲ့နေ့ဟာ April 21ရက်နေ့တနင်္လာနေ့ပေါ့နော်အဲ့တော့ အမှောင်ကာလကတော့နော်မနက်9နာရီ36မိနစ်ထိမနက်အစောကြီးကနေ9နာရီ36မိနစ်ထိမကောင်းပါဘူးเนาะအဲ့တော့3ည3ည나이ဆိုတာမနက်9ရက်3ည3ည나이ကနေမနက်3나이 9နာရီ36မိနစ်ထိရလုံးဝမကောင်းတဲ့အချိန်ကာလဖြစ်တယ်။အဲ့ကာလအတွင်းဟာအခါမကောင်းဘူး။เนาะဘာကြောင့်လဲဆိုတော့တည်စီတတ်တဲ့မြေစုရုပ်ရထားတဲ့နေ့ဖြစ်လို့အဲ့လိုကျမကဒီကရုပ်တည်အကြောင်းကိုကျမပြောတဲ့အခါမှာတချို့ကထင်ကြတာရှိတယ်သိလား။တည်စီတတ်တဲ့เนาะဟိုမြေစုရုပ်ရထားတယ်ဒါနေ့မကောင်းဘူးပေါ့เนาะဥပါတရုပ်ရထားတယ်ဒါတည်စီတတ်တဲ့ရုပ်တည်ပေါ့เนาะအဲ့လိုပြောတာကျမအဲ့ဒီမှာလူတွေအများကြီးတည်မဲလို့ပြောတာမဟုတ်ဘူးเนาะရုပ်တည်ကိုကျမက ဘာသာပြန်ပေးတာဒီရုပ်တရားတော့ဘာဖြစ်စေလဲဆိုတဲ့ဟာကိုကျွန်မပြန်ပေးတာเนาะတချို့ကထင်မှတ်မှားမှာဆိုလို့เนาะဒီဘေးဒင်းနေဝဟာရတွေဘာတွေကတာမန်လူတွေအတွက်နားလည်ဖို့ခက်ခဲပါတယ်เนาะအဲ့ဒါကြောင့်ကျွန်မကတချို့ဟာလေးတွေဘာရုပ်ရထားလဲဥမာကျွန်မမျက်စုရုပ်ရထားတဲ့နေလို့ပြောရင်မျက်စုရုပ်ဆိုတာဘာဖြစ်တာတော့ကောင်းတာလားမကောင်းဘူးလားအဲ့လိုမျိုးလူတွေက မခွဲခြားတတ်ဘူးအဲ့လိုခွဲခြားတတ်အောင်လို့ကျမကမြစ်စုယုတ်ဆိုတာသိစေတတ်တဲ့ယုတ်သိတိယုတ်ဆိုတာကတော့ကောင်းတဲ့ယုတ်เนาะကိုယ်ကောင်းကောင်းတာတွေပြီးတဲ့ယုတ်အဲဒါမျိုးကိုကျမကပြောတာအဲ့ဒီမှာမြစ်စုယုတ်ရထားတဲ့အတွက်လူတွေအများကြီးအဲ့ဒီမှာသိမယ်လို့ကျမမပြောပါဘူးအဲ့လိုလည်းမဟောပါဘူးเนาะဟိုနားလည်မှုအမှတ်လွဲကြမှာဆိုလို့เนาะအဲ့တော့ အဲ့ဒီနေ့မှာကျမတို့ဧပြီလ22ရက်နေ့ပေါ့နော်အဲ့ဒီနေ့မှာတော့ကျမတို့ကဂယူဆရမယ့်နေ့ထဲမှာပါတယ်ကံပွင့်လက်ပွင့်စီတဲ့အရာကတော့အဖြူရောင်ပဲဖြစ်ပါတယ်အရက်နေ နေကတော့အနောက်တောင်ရက်ဖြစ်ပါတယ်အဲ့ဒီနေ့မှာဘာယူရမလဲလို့ပြောရင်ယတနာတော့ယူရမယ်နောက်ပြီးတော့ပုပ္ပနာတုံယူရမယ်နော်ဧပြီလ22ရက်နေ့အခါရယူရမှာကယတနာတုံနဲ့ပုပ္ပနာတုံပါ ဘာလှူရမလဲလို့ပြောရင်အဲ့ဒီနေ့မှာနဝင်းဆွန်းလှူလို့ရပါတယ်เนาะ22ရက်နေ့ဧပြီလ22ရက်နေ့ကတော့အဲ့ဒီကတော့ကောင်းတဲ့နေ့ထဲမှာပါဝင်ပါတယ်22ရက်နေ့ရနော်အဲဘယ်လိုပြောရမလဲဆိုတော့ကောင်းတဲ့နေ့ရောမကောင်းတဲ့နေ့ရောပါတယ်22ရက်နေ့ရเนาะရုပ်အနေနဲ့ဆိုရင်တော့မကောင်းဘူးဧပြီလ22ရက်နေ့ရเนาะလုံး လုံမကယုတ်ရထားတဲ့နော်လုံမကယုတ်ဆိုတာက ကိုယ်မှာရှိတဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးစေတဲ့ယုတ်ဖြစ်ပြီးတော့မနက်9:26မိနစ်အလွန်မှာတော့သိစေတတ်တဲ့ဥပါဒယုတ်ရထားတယ်နော်ဥပါဒယုတ်ရထားဥပါဒယုတ်ကဘာဖြစ်စေတယ်လဲလို့ပြောရင်သိဆုံးစေတယ်ပျက်စီးစေတယ် เนาะအဲ့ဒါအဲ့ရုပ်ရထားတဲ့နေ့ဖြစ်တယ်ပြောမယ်ဆိုရင်တော့ April 22ရက်နေ့ဟာရက်ကျန်းနေနေ့မကောင်းဘူးသို့တော့ April 22ရက်နေ့မှာဒနသိတိနော်နက်ခတ်ပေါ်ကိုစမ်းဖြတ်တဲ့နေ့ဖြစ်တယ်เนาะအဲ့နေ့ကအချိန်ပေါ့ကျွန်မပြောပြမယ်เนาะအဲ့ဒီဟိုဒနသိတိကနော်ဒါ April ထဲမှာဒါကနော်ထူးခြားပါတယ်အဲ့လာအဲ့ဒီရက်ကအဲ့ဒီကာလပေါ့เนาะဘာလဲဆိုဒနသိတိ နော်ဟိုဒနာသိတိနက်ခတ်အပေါ်ကိုစမ်းနော်စမ်းဖြတ်တဲ့နာယီပြောပါမယ်နော်အဲ့22ရက်နေ့ဧပြီလ22ရက်နေ့အင်္ဂါနေ့မနက်9နာရီနဲ့26မိနစ်ကနေပြီးတော့29နာရီနဲ့နော်26မိနစ်ကနေပြီးတော့23ရက်เนาะ22ရက်နေ့က23ရက်နေ့เนาะဗုဒ္ဓဖူးနေ့ မနေ့၈နာရီနဲ့54မိနစ်အတွင်းအဲ့ဒီကာလအတွင်းမှာနော်တဏတိတ်တိနက်ခတ်အပေါ်ကိုစမ်းဖြတ်တဲ့နေ့အဲ့လိုဖြတ်တဲ့နေ့ဒီမှာကျမတို့ကဘာလုပ်နိုင်လဲဘာဒီရေဒီယာအစီအရင်တွေလုပ်နိုင်လဲဆိုရင်နော်စီးပွားလက်လာဘအတွက်နော်ကျမတို့ကရေဒီယာအစီအရင်လုပ်လို့ရတယ်အဲ့ဒီမှာကျမတို့ဘာရွတ်ရမလဲဟုတ်ပြီအဲ့နေ့မှာနော်နေ့မကောင်းတဲ့အတွက်ကျမတို့က နေမကောင်းတဲ့အတွက်ကျမတို့ကမြစ်တာသုံးကိုးကောင်းနဲ့တန်ဖုတ်တီတက်စီယူရသလိုပဲကိုယ့်ရဲ့ဒနသိတိနော်ဓာတ်ရစီဖို့အတွက်နော်မဟာဝေဒဘမန္တန်တော်ကိုရွတ်ပါမယ်နော်မဟာဝေဒဘမန္တန်တော်ကိုအဲ့ဒီမှာပူဇော်မယ်ဂုံတော်ဒီကျမတို့ဂုံတော်ကွန်ချာကိုလေကိုးခအဲ့ဒီမှာ ပူဇော်ပါဘယ်အချိန်မှာပူဇော်ရမလဲလို့ပြောရင်မနက်9:26မိနစ်ဆိုတော့9:00နာရီခွဲเนาะမနက်9:00ခွဲကနေ23ရက်နေ့မနက်7:54မိနစ်အတွင်းဆိုတော့7:00နာရီခွဲအတွင်းကိုပူဇော်တယ်ဆိုရင်ဒနာတိတ်တိနက်ခတ်ပေါ်ကိုစမ်းဖြတ်တဲ့ကာလဖြစ်တဲ့အတွက်เนาะကို့အတွက်ဒနာစီးပွားဥစ္စာ တိုးတက်ပါလိမ့်မယ်။နော်အဲ့လိုရွတ်ဖက်ပူစော်တဲ့ခါမှာလဲမရွတ်ဖက်ခင်မှာဘာတွေလုံးဝမလဲလို့ပြောရင်ခေါင်းလျှော်ရမယ်။နော်ကျမတို့ခေါင်းလျှော်မယ်။တန်တန်စင်စင်ရီမိုးချိုးမယ်ပြီးဝတ်ဖြူစင်ကြယ်ဝေးရမယ်အဖြူရောင်ဝေးရပါမယ်၅ပါးသီလခံယူရမယ်အဲ့ဒီမှာ၉ပါးသီလနော်၈ပါးသီလ၇ပါးသီလယူနိုင်တဲ့သူတွေကလည်းကိုယူနိုင်တဲ့သီလကိုယူပါ အနိုင်ဆုံးတော့ငါးပါးသီလလေးပူဇော်ပါเนาะငါးပါးသီလစောက်တီပါပေါ့เนาะငါးပါးသီလလေးစောက်တီပြီးတော့เนาะဟိုရေချိုးမှုမှုကြိုင်ကြိုင်လေးနေပါပြီးရင်ကျမတို့ဒီကောင်းခင်ကိုမော့ကြည့်ပြီးတော့ကျမတို့ကเนาะမဟာဝိဒပမန္တန်တော်ကို ပူဇော်ပါเนาะအဲ့လိုပူဇော်ခြင်းအားဖြင့်ခုမှနော်စီးပွားလက်လာပါတွေပိတ်ဆို့နေတယ်ဆိုရင်လေအဲ့နေရာလက်ပွင့် ံပွင့်စေမယ်ကိုရစရာရှိတဲ့ငွေကြီးတွေเนาะအကြောင်းကြောင်းကြောင့်เนาะပိတ်ဆို့နေတယ်မရောက်ဘူးဆိုလေเนาะအဲ့လိုညွတ်လိုက်တဲ့ဖတ်လိုက်တဲ့အတွက် ကိုမှလက်လာပွားတွေပွင့်လန်းပြီးတော့เนาะအဆင်ပြေသွားပါလိမ့်မယ်ငွေကြီးတွေလည်းအဆင်ပြေသွားမယ်เนาะအဲ့လိုညွတ်နိုင်တဲ့နေ့မှာဂုံတော်ကွန်ချာကိုကိုးကောက်ပူဇော်ပြည့်အောင်ပူဇော်ပါလို့ကျွန်မကမြတ်တာနဲ့တိုက်တွန်းပါတယ်เนาะအဲ့ဒါ22ရက်နေ့မှာ အမောင်ကာလာကတော့เนาะ နနက်9:26မိနစ်ကနေပြီးတော့ည7:00တွင်းကတော့အချိန်ခါမကောင်းဘူးเนาะအချိန်ခါမကောင်းဘူးဒါပေမဲ့ကျမတို့လုံနိုင်တာလေးတွေကိုဟိုရွတ်ဖတ်မယ်ပေါ့เนาะအဲ့ဒီမှာကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဖြူရောင်ပါပဲเนาะအဖြူရောင်အရက်မျက်နာကတော့တောင်အရက်ပါကျမတို့ရွတ်ဖတ်ရမယ့်ဂါထာကတော့เนาะဂုံတော်9ပါဖြစ်ပါတယ်เนาะဧပြီလ23ရက်နေ့ နော်23ရက်နေ့ကတော့ပြောမယ်ဆိုရင်နေ့ကောင်းတဲ့နေ့ပါနော်ကျွန်မ23ရက်နေ့ထိကျွန်မပြောမယ်လို့ပြောခဲ့တယ်ထင်တယ်နော်23ရက်နေ့ထိပြောမယ်လို့ပြောတာဟုတ်တယ်ဟုတ်တယ်23ရက်နေ့ထိကျွန်မပြောမယ်လို့ပြောထားတယ်နော်အဲ့တော့23ရက်နေ့မှာတော့နေ့ကောင်းပါတယ်သူကတိုးတက်ကြီးပွားစေတတ်တဲ့မိတာယုတ်နဲ့နော်မာနတယုတ်ရထားတဲ့နေ့ဖြစ်တယ်မာနတယုတ်ရတဲ့မာနတယုတ်ကပါလဲလို့ပြောရင်ဖုံးကန်ကြီးမားစေတတ်တဲ့ ရုပ်ကမနာတရုပ်ပါเนาะအဲ့တော့တိုးတက်ကြီးပွားစေတဲ့ရုပ်နှစ်ခုရထားတယ်เนาะမနာတရုပ်နဲ့မိတရုပ်မိတရုပ်ကတိုးတက်ကြီးပွားစေတဲ့ရုပ်မနာတရုပ်ကဖုံးကန်ကြီးမားစေတဲ့ရုပ်ကောင်းတဲ့ရုပ်နှစ်ခုရထားတဲ့နေဖြစ်တယ်အဲ့ဒါဆိုရင်ကျမကเนาะ အဲ့လိုရုပ်တွေမှာဒါပို့ပြီးတော့ကောင်းတဲ့နေ့တွေပေါ့နော်အဲ့လိုကောင်းတဲ့နေ့တွေမှာနော်ကုသိုလ်ကောင်းမှုတွေပြုတာအပြင်ကိုယ်ဘဝအတွက်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလည်းနော်လှုပ်ဆောင်နိုင်တယ်လို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပြစေနော်အဲ့ဒီနေ့ကဗုဒ္ဓဘုရားနေ့ကြားတယ်နော် အဲ့တော့အဲ့ဒီနေ့မှာရှောင်းရမယ့်အမှောင်ကာလကတော့နေ့12နာရီကနေပြီးတော့နေ့တနာရီနဲ့30မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးအဲ့ဒီကာလလေးကိုရှောင်းပြီးတော့ကိုက တော့ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေမှာဧပြီလ23ရက်နေ့မှာလှုပ်ဆောင်မှာเนาะအော်နေအိမ်ဆောက်ချင်တဲ့လူတွေလည်းအိမ်ကြီးကနေကောင်းနေနော်အဲ့ဒီမှာအိမ်ပြင်နာအိမ်ဆောက်တာဓာမျိုးတွေလည်းလုပ်လို့ရတယ်မင်္ဂလာကိစ္စတွေလုပ်မယ်ဆိုလေအိမ်ဒီလေးဟာနေကောင်းတဲ့အတွက်လုပ်လို့ရပါတယ်နော်အိမ်ဒီမှာကံကောင်းလက်ပွင့်စေတဲ့အယောင်ကတော့နော်လိန်မောယောင်ပါနော်အိမ်ဒီမှာကံကောင်းလက်ပွင့်စေတဲ့အယောင်ကတော့လိန်မောယောင်ဖြစ်တယ်ကံကောင်းလက်ပွင့်စေတဲ့ အရက်ဒေတာကတော့အရှိတောင်အရက်ဖြစ်ပါတယ်နော်အဲ့ဒီမှာရွတ်ဖက်ပူဇော်ရမယ့်ဂါထာကဘာလဲလို့ပြောရင်ကျမတို့သံဗုဒ္ဓေဂါထာနော်သံဗုဒ္ဓေဂါထာကိုပူဇော်လို့ရတယ်ပဋ္ဌာန်းဒါတွေကအဲ့ဒီမှာအခါအရာပူဇော်နိုင်တဲ့ဂါထာတွေဖြစ်ပါတယ်အဲ့တော့ကျမအနေနဲ့ဖြစ်တော်သူတွေအတွက်နေ့ကောင်းနေ့လောရှောင်းရမယ့်နေ့တွေဆောင်းရမယ့်နေ့တွေကိုကျမကပြောပြပေးပါပြီ